Hello Chia ရေ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ် November လ12ရက်နေ့ရက်မနက်ပိုင်းသတင်းတွေကိုကျွန်တော်နဲ့တူသွားပြီးမှ Reaction လုပ်ကြမှာဖြစ်ပါတယ် Okay ကျွန်တော်တို့ဒီနေ့မှာတော့เนาะ Louis Tuition သတင်းတွေအများကြီးမဖတ်ပြတော့ဘဲနဲ့သတင်းတစ်ပုဒ်နဲ့ကျွန်တော်ပြန်ဆက်လိုက်မယ်เนาะ ဲ့ဒါကတော့ကျွန်တော်အဆိုတော်လင်းလင်းတစ်ပေါ့နော်သူရေးထားတဲ့ state declaration ဖတ်ကြည့်အောင်နော် လေးကီကောင်မှရှိတုန်းကလေးကဒီလိုနေ့တွေအကြောင်းကြူပြောခဲ့ပါတယ်တဲ့သူများတွေခံဝင်ထိုးနေကြပြီကျွန်တော်တို့ကဘာလို့ကြမလဲဆိုပြီးဂီတမိတ်ဆွေတယောက်ကဆက်လာတယ်ကျွန်တော်ကတော့အဲ့တုန်းကလေးကကြူပြောခဲ့တယ်ခုနေခံဝင်ထိုးပြီးပြန်နေလိုက်ရင်နောက်တစ်ချိန်သူ့ရဲ့ဝါရဖြန့်ချီရေးအတွက်ကျွန်တော်တို့ပြန်သုံးချလိမ့်မယ်လို့ကျွန်တော်မထိုးနိုင်ဘူးရှေ့ပဲဆက်သွားတော့မယ်လို့ဖြစ်လာကြုံလာမဲ့ဒုက္ခတွေကိုမသိလို့ထွက်လာခဲ့တာမဟုတ်ဘူးမသွားချင်ဘူးဆိုတဲ့စကားကိုအကျဉ်းရချီတဖော့ဖော့ပြောနေပြီးထွက်လာခဲ့တာပါတဲ့ကိုယ့်ရဲ့အမျက်နှိုးဆုပ်ဂီတသမားဂီတနဲ့အသက်မွေးရမဲ့ဘဝကိုစွန့်ခဲ့တာကိုယ်တိုင်အရင်မချမ်းသာပေမဲ့ပိုင်ဆိုင်မှုအများစုကိုလည်းမထွက်လာခင်ကတည်းကအကုန်ယူခဲ့ပါတယ်တဲ့ ဲ့တော့ဒါနောင်တရရတဲ့တန်ရလာဒီအချိန်မှာရှေ့ရွန့်တင်ငင်စင်းနဲ့အကြောက်တရားကိုမလွန်ဆန်နိုင်လို့အာနာရှင်အလိုချအသုံးတော်ခံနေရတဲ့ပြည်တွင်းအမှုပညာရှင်တွေကိုကြည်ရင်တံပါတယ်လို့ပဲချစ်ချစ်နဲ့ကြည်ပြောပြရစီတဲ့ကိုဘွားရဲ့ကိုရွေးချယ်မှုလို့ဆိုပေမဲ့ကျွန်တော်တို့လိုအမှုပညာသမားတွေအနေနဲ့ကိုရဲ့ရွေးချယ်မှုတွေကကိုယ်တိုင်အပြင်ကိုရဲ့ကိုယ့်ကိုချစ်ချင်အားပေးကြတဲ့ပိတ်သက်တွေအတွက်ပါတက်ရောက်နိုင်တာကိုညံနဲ့ရှင်ပြီးရွေးချယ်ခဲ့တဲ့တာမျိုးမဟုတ်လားတဲ့ဒါပေမဲ့လည်းဒီလိုတွေဖြစ်လာမယ်ဆိုတော့ရိုးရိုးလေးတွေးခိန်တောင်တည်နိုင်တဲ့အချိန်တွေမှာအောင်မြင်မှုနဲ့ချမ်းသာကြွယ်မှုကိုဦးစားပေးရွေးချယ်ခဲ့ကြပြီးပြီပဲဆိုရင်မှဒီရွေးကောက်ပွဲဝါရဖြန့်ချီတဲ့ဗီဒီယို မာရှယ်ကူးရေးလုပ်ပေးကြတယ်ဗောနော်ဆိုတော်တွေနုပညာရှင်တွေနဲ့ပတ်သက်ပြီးပြောလာပြီးဖြစ်ပါတယ်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းဒီပြည်သူတွေကြားထဲမှာဗောနော်ကွဲပြားချားနာတာတွေတွေ့ရဗောနော်အဲ့လိုကွဲပြားချားနာအောင်လဲချက်မစစ်ကောင်စီကတမင်း လုတ်ထားတာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုဖိုင်တွေကိုကြည့်လိုက်လေဆိုရင်ပေါ့နော်ဒီလိုမျိုးပြောတဲ့ဗီဒီယိုဖိုင်အာတော်ယုံတိုင်အောင်ပေါ့နော်ဟို၃၄၅ယောက်လောက်ပြောရင်တော့ရတဲ့ဟာမျိုးပေါ့နော်ဒါပေမဲ့ရှိသမျှတေယုတ်ဆောင်တွေအစိုးရတွေအားလုံးကိုထည့်ပြီးအသုံးပြုထားတွေ့ရပါတယ်နော်အဲ့တစ်ဖက်မှာလည်းတေချာပေါ့တေချာတာပေါ့နော်မင်းအောင်လည်းကတနက်နဲ့ချင်းချောက်ပြီးသူတို့ကိုပြောခိုင်းတာတော့တေချာတယ်ဒါပေမဲ့လည်းတစ်ဖက်ကနေပြန်စစ်ဆေးကြည့်တဲ့အခါကျတော့ကျွန်တော်တို့ဒီဒီလိုမျိုးလှုပ်တဲ့လူတွေထဲမှာဘယ်သူကဟို ဟိုဝမ်းမန်းတရာကြီးလုံနေတာလေပျော်ပျော်ကြီးလုံနေတာလေပေါ့နော်ဘယ်သူတွေကမလုတ်ချင်ပဲလုတ်ရလဲဆိုတာကိုအားလုံးလဲခွဲခြားခံမှန်းသိမှာပေါ့နော်ဥပမာလူမင်းတို့ PTU တို့အင်နာချောစင်တို့ဆိုရင်ဒါဟိုဒီတော်လန်ရေးသူတို့ခံဝင်ထိုးခဲ့ပြီးနောက်ပိုင်းမှာတော့စကားတွေအရင်မရိုက်ဘဲနဲ့ငိန်သက်လာခဲ့တာပေါ့နော်အဓိကလူဦးလူမင်းတို့ပေါ့နော်အဲ့တော့ဒီလိုမျိုးပြည်သူ့ဘက်မှာအခုချိန်ကြီးရက်တီမှာစကားမရိုက်ဘဲနေလာခဲ့တဲ့သူတွေပေါ့နော်အဲ့လိုမျိုးလူတွေကိုဒါကျွန်တော်တို့ BC လောက်တာ လုတ်တင်လားမလုတ်တင်လားဆိုတာလည်းစဉ်းစားဖို့လိုတော့ဘောနော်အဲ့တော့ဘလူးဘေးပြောပြောခုချိန်မှာဆိုမင်းအောင်လိုင်းရဲ့ရွေးကောက်ပွဲကိုအားသတ်တရလုတ်တဲ့သူတွေကတော့ကျွန်တော်တို့ဘက်က BC လောက်မှာဖြစ်ပါတယ်အဲ့တော့တချို့ကြလည်းပြောမယ်ဒါသူတို့တနေ့နဲ့ချင်းချောက်ခံပြီးဒီလောက်ရတာဖြစ်တဲ့အတွက်ဘောနော်ဒါမျိုးမလုတ်တင်မှုပါညာပြောတဲ့သူတွေလည်းတပြည့်နဲ့နားလည်အောင်ပြောပြချင်တာကကျွန်တော်တို့တော်လိုင်းပတ်ချန်တွေက เนาะသူတို့ကိုသူတို့အတိုက်အန္တရာယ်ရန်ရှာနေတာမဟုတ်သူတို့ရဲ့စီးပွားရေးတွေဘာညာတွေပြောနေတာမဟုတ်ဘူးเนาะအဲ့တော့ပြည်သူလူထုကိုအစိတ်ခတ်တဲ့အတွက်ကျွန်တော်တို့က white collar လောက်တာပဲရှိပါเนาะအဲ့တော့ main online ဖတ်မှာဆိုရင်တော့ထားပါတော့ကျွန်တော် online ဖတ်ကြံအမှုပညာရှင်တရားဟောတာအာတကယ်တော့ ဒီချက်ဖက်မင်းရောင်းလိုင်းဖမ်းကြည့်ရလားမလုပ်မလားအလုံးလည်းသိနေတာပဲเนาะအဲ့တော့ကျွန်တော်တို့ဒီဘက်ကလူတွေကလည်းဒီလိုမျိုးမင်းရောင်းလိုင်းရွေးကောက်ပွဲကုညီနဲ့ပုံစံဖြစ်သွားတဲ့အတွက် BC လောက်တာကတော့ဒါလုတ်တက်ပါတယ်เนาะအဲ့တော့တချို့တွေကလည်းကွဲပြားတာတွေအများများရှိပေမဲ့လည်းဒီတော်လိုင်းဖက်ချန်တဲ့လူတွေအတွက်ပြောတာပေါ့เนาะဒါတွေကပြန်စစ်စစ်တက်ပါတယ်ကျွန်တော်တို့ကအဲလူအသက်အန္တရာယ်ထိခိုက်အောင်လုပ်နေတာမဟုတ်ဘူးเนาะ BC ဆိုတာတကယ်ရွေးရွေးရှင်းရှင်းလေးနဲ့ဘာဒီမေးအောင်လိုင်းကိုကုညီလို့လုပ်ရတဲ့ဟာဖြစ်ပါတယ်အဲ့ဒီပုံမှာတချို့တွေမခံမရနိုင်ဖြစ်တဲ့ဟာတွေကတကယ်ဆိုအခုချိန်မှာတကယ်နားလည်သင့်တယ် BC ကမလုံးလုံးကိုမရပါဘူးเนาะ။ဘာဖြစ်လို့လဲဆိုတော့အခုထားပါတော့အခုကရွေးကောက်ပဲ။နောက်ပွဲကျရင်တဖြည်းဖြည်းနဲ့ဥပမာမင်းအွန်လိုင်းကနုပညာရှင်တွေကိုလင်းဘုံကျဲဖို့ဒီလိုဝါရပ်ဖြန့်ပြီးရိုက်ခိုင်းလို့သူတို့ရိုက်ရိုက်ပါတယ်ဆိုရင်တော့ရိုက်ခဲ့ရင်ခွင့်လို့လို့ရအောင်မလား။ ဲ့တော့တစ်ဖက်ကလေးကနေပြန်ကြည့်ရင်ဒါရိုက်ကြီးမဟုတ်ပေမဲ့သူတို့ရဲ့လုပ်ပုံသူတို့ရဲ့ပြောဆိုပုံတွေကမင်းအွန်လိုင်းကိုကူညီတဲ့ဟာဖြစ်တဲ့အတွက်ဒါတစ်ဖက်လက်နဲ့အဲမင်းအွန်လိုင်းလင်ပုံးကြီးတော့ထောက်ခံတဲ့ပုံစံဖြစ်သွားပြီပေါ့နော်အဲ့တော့ BC ကလုပ်ကိုလုပ်တရားမှာဖြစ်ပါတယ်အဲ့တော့မုံချင်းချင်းကြောင့်မဟုတ်ပဲနဲ့မင်းအွန်လိုင်းရဲ့လှုပ်ရှားမှုတွေရက်တက်အောင်လို့ အဓိကပေါ့နော်ကျွန်တော်တို့က PC လောက်ရတာဖြစ်ပါတယ်အမှုပညာရှင်ကိုမကြည့်လို့မဟုတ်ပါဘူးနော်နားလဲပါတယ်ဒါပေမဲ့လည်း PC မလုပ်ဘူးဆိုဒီထက်ပိုပြီးစိုးတာအကွက်တွေရှိလာမှာဖြစ်တဲ့အတွက်အာဒီတော်လန်ဖက်ချန်တဲ့ကပါဆိုရဲလူတွေပေါ့နော်အာသူတို့အမှုပညာရှင်တွေကိုနားလဲပြီးတဲ့သူတွေပေါ့နော်ဒီအချိန်မှာဆိုရင်ဒါတော်လန်ကြီးဖက်ချန်တဲ့ပတ်သက်ပြီးတော့လည်းနားလဲဖို့လိုလာပါပြီနော်အဲ့တော့ဒီကိစ္စမှာဆိုရင် BC မလုပ်လို့မရဘူးဆိုတဲ့အကြောင်းကိုကျွန်တော်ထပ်ပြီးတော့ဒီကနေတင်ပြပေးတာဖြစ်ပါတယ်။အဲ့တော့ main online ဖက်မှာဒီဒီ water ပြန်ပြီးရိုက်ကူးတဲ့သူ ਨੇ 2020တုန်းကဒီမှာ ဗီဒီယိုပေါ့နော်ဒီမဲဆွေစီယုံနဲ့ဗီဒီယိုရိုက်ခဲ့တဲ့မျက်နှာမျက်နှာဘေးတွေချက်ကြည့်ကြည့်ပေါ့တူလားမတူလားဆိုတာဒါတော့20တော့ပေါ့နော်မျက်နှာအနေထားဆိုဘာမှမတူပေါ့နော်အဲ့တော့အဲ့ဒါကြည့်လိုက်တယ်ဆိုရင်တော့တေးကြတယ်ဒီအမှုပညာရှင်တွေဒီအစိုးရတွေအမှုပညာရှင်တွေကမတရားခိုင်းစေခိုင်းဆိုတာတေးကြတယ်ပေါ့နော် ခုတချင်းစုံနေတဲ့အစိုးရတွေအားလုံးသာဒီတော်လိုင်းဘက်ခြမ်းနဲ့ပါလာရင်တော့တော်လိုင်းပြတ်တာကြာပြီပေါ့နော်။ဒါပေမဲ့အခုချိန်မှာဆိုရင်မင်းအောင်လာခိုင်းတာလုပ်နေရပြီပေါ့တချို့သူတွေဆိုတော့အဲ့တော့ပြန်ပြောရမယ်ဆိုတော့မိုးချစ်ချင်းမုန်းချင်းကြောင့် BC လုပ်နေတာမဟုတ်ပါဘူးနော်။မင်းအောင်လာရဲ့စိတ်ရန်ဒီဟာပေါ့နော်။ဝါရဖြတ်ရန်ဒီဟာကိုရက်တက်အောင်လို့ကျွန်တော်ဘက်က BC လုပ်ရတာဖြစ်ပါတယ်။သူတို့ကိုထိခိုက်စေချင်လို့ လောက်တာမဟုတ်ပါဘူးเนาะအဲ့ဒါကိုဒီ tolerance patch เนี่ยတချို့သောလူတွေနားယောင်ပြီးပါသွားတဲ့လူတွေအတွက်ပြောပြရဖြစ်ပါတယ်။အာ6800ဇားတွေကဒီသူတို့ဘက်ကိုပါအောင်ပေါ့เนาะပြောတဲ့ဟာဒီပုံမှာတချို့တွေကနားမလည်နဲ့ပါသွားတဲ့လူတွေရှိပါเนาะအဲ့တော့တခုခုဆိုစဉ်းစားမယ်ဆိုရင်နှုတ်ပညာရှင်တွေကိုချစ်တဲ့စိတ်နဲ့ပဲမစဉ်းစားဘဲနဲ့ tolerance ရေးလောက်နေတဲ့ခါမှာ tolerance ရေးစိတ်နဲ့စဉ်းစားဖို့လည်းလိုပါတယ်เนาะကဲနောက်ကျွန်တော်ကြည့်ရမှာတော့အခုဆိုရင်ဒီအမေရိကန်မှာနောက်ထပ်ပေါ့နော်ရောင်ဒီရောင်နေပွဲတွေနဲ့ပတ်သက်ပြီးတော့ဒီလင်းလင်း ဆိုတော့လင်းလင်းရဲ့အကြံဉာဏ်ချက်ဒီနားလောက်ကြအောင်နော်မင်္ဂလာပါကျွန်တော်တို့အခုဒီ buffalo ကိုရောက်နေပြီအဲကျွန်တော်တို့စောရောက်ပြီးတော့အခုဒီပွဲချင်းမမဲ့နေရာကိုဒီကမြို့ကန်ညီကမောင်မတွေမိသားစုတွေနဲ့ပေါ့နော်ချင်းပါကြတဲ့အကူတွေမတွေနဲ့ကျွန်တော်စောရောက်ပြီးတော့အပြင်းစင်ပြင်းစင်နေကြပြီအဲတေချာဂျုံကိစ္စတွေရပါတယ်ပေါ့နော်အဲ့တော့အဲ buffalo ပေါ်မှာရှိတဲ့ရပွဲရပွဲမိသားစုတွေရောဒီယနေ့ရွေး ါကြမ်းပဲရေပေါ်ရေပဲမိသားစုတွေရောပေါ့နော်ဘဝနေကြတယ်ဖလိုးပါနော်အဲလာခဲ့ဖို့ခေခေါ်ရဲကျွန်တော်တို့တည်တလောက်တက်တလောက် music တွေတီးမယ်ကျွန်တော်တို့ online ကိစ္စတွေကိုအားရှိဖို့တွေဆောင်းဆောင်းနေကိစ္စတွေကျွန်တော်တို့တရားတရားမျှဝေကြမယ်ဆိုပြီးတော့ကျွန်တော်ဖိတ်ခေါ်ခြင်းတယ်အဲ့တော့ဒီဟာလေးမှာကျွန်တော်တို့ရိုက်ပြီးတော့အခုခရီးအားလုံးပြင်ဆင်နေတယ်ပြင်ဆင်နေတယ်လူဝဲချက်တွေရောဘာတွေရောအားလုံးပေါ့နော် okay လာပြီးတော့ကျွန်တော်နောက်တစ်ခု နောက်တစ်ခုကဒီ buffalo ပွဲနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးနည်းနည်းလေးပြောချင်တဲ့ဟာလေးနည်းနည်းရှိတယ်။နည်းနည်းရှိတယ်ဆိုတော့ဘာလဲဆိုတော့ဟိုဟာတူတူကြကြပြောရရင်ခရိုင်လာရတယ်။တူတူကြကြပြောရရင်အဲအဲခရိုင်နဲ့ရောကျွန်တော်တို့ following ကနေအတူတူရောက်လာကြပြီးတော့ပြင်ဆင်စီစဉ်နေကြပါတော့။အားလုံးအကောင်းဆုံးဖြစ်ဖို့အတွက်တေချာပြင်ဆင်နေကြတယ်။ ဲဒီမှာကျွန်တော်နည်းနည်းလေးပြောပြရရှိတာပါလဲဆိုတော့ Buffalo ပွဲကကျွန်တော်တို့ဒါစက်တမျိုးမြောက်ဖြစ်မဲ့တင်တယ်ကျွန်တော်တို့ရောင်ဒီ team နေတော့နေကြပါတော့အဲ့တော့ဒီကျွန်တော်တို့ရောင်ဒီ team ကညီကိုမိသားစုတွေရောင်ရင်းတွေကအားလုံးအဆအဆရရတာဝန်ယူတာဝန်ခံပြီးတော့လုတ်တဲ့ပွဲကဒီ2025ပေါ့နော်ဒီ Buffalo ကကျွန်တော်ဒါနောက်ဆုံးပွဲပါအဲ့တော့ဒီနောက်ဆုံးပွဲမှာလည်းတိုက်တိုက်ဆင်ဆိုင်ဒီပါဝင်အဖြစ်မဲ့ညီကိုမိသားစုတွေရဲဘော်ရဲဘက်ဒီဂီတာကောင်းစင်း အဲခေါင်းစဉ်မျိုးစုံအောက်ကမိသားစုလည်းအများကြီးပါကြတယ်ပေါ့နော်အဲ့တော့ဒီ buffalo ပွဲကနည်းနည်းလေးကျွန်တော်သတင်းစကားပါချင်တာကဒီ buffalo ပွဲကကျွန်တော်တို့ရောင်ဒီ team ကနေအစအစအရာရာ တောင်ဝီယူတောင်ခံပြီးလုတ်တဲ့ပွဲရဲ့ဒါနောက်ဆုံးပွဲပေါ့နော်ဒီပွဲပြီးရင်ဆက်လုပ်မဲ့ပွဲတွေကကျွန်တော်တို့တိုင်းသားညီကိုရောင်ရင်းမိသားစုတွေနဲ့ကျွန်တော်ကိုယ်တိုင်ပဲသူတို့နဲ့ပြောဆိုပြီးတော့သူတို့ရဲ့တိုင်းသားညီကိုရောင်ရင်းမိသားစုတွေရဲ့ပွဲတွေကိုပဲကျွန်တော်တို့ဒီရောင်ဒီခေါင်းစဉ်နဲ့လုတ်ဖြစ်တော်မယ်ပေါ့နော် ဘယ်လိုမျိုးလဲဆိုတော့ဥမာအကြံမင်းလေးဒီကနေတခါတည်းသတင်းစကားပါရရင်အဲလာမယ့်ဒီဇင်ဘာ29ဆိုရင်ကျွန်တော်တို့ပြင်ဆင်နေတယ်စီစဉ်နေတယ်ပေါ့နော်အားလုံးတည်ကြပြီးတခြားလဲကျွန်တော်တို့ဘာပွဲဒိတ်တွေရောလုံမဲ့နေရာတွေရော confirm ဖြစ်ပြီဆိုရင်တို့ announce လုပ်ကြပါလိမ့်မယ်အဲလောက်ကြမယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ချင်းပြည်နယ်ကအဲဒီ community ဥဆောင်တဲ့အကိုမတွေမိသားစုတွေချင်းပြည်နယ်ကရောင်းရင်းရဲဘော်တွေကလောက်ကြပါအဲ့ဒီပွဲမှာကျွန်တော်တို့က ရန်ဒီကောင်းစင်နဲ့ကျွန်တော်တို့ဘာသွားဆူမယ်သွားတီးမယ်ဖြော်ပြမယ်ပြီးရင်အဲဒီအဲ့ဒီမြို့မှာရှိတဲ့ချင်းပြင်းတွေကဒီညီကိုတွေမှာလည်းကျွန်တော်တို့ထက်ကိုပိုဆိုးနိုင်ဆိုတဲ့လူတွေပိုတီးနိုင်တီးတဲ့လူလည်းအများကြီးရှိရဆိုတော့လေအတူတူတီးမယ်အတူတူဆိုကြမယ်ဆိုပြီးကျွန်တော်တို့ပြင်ဆင်နေတယ်ပြီးရင်ကျွန်တော်တို့ကဆိုပြီးရနေပြမယ်အဲ့ဒီဘွဲမှာအဲ့ဒီချင်းမိသားစုရောင်းရင်းတွေကအုပ်ဆောင်လုပ်ကြမယ်လက်မှတ်တွေရောင်းကြမယ်အဲပြီးရင်အဲဇာတ်မြအားလုံးကိုလည်းချင်းပြနေတော့ အကုန်လုံးပို့မှာအဲ့ဒီမှာကျွန်တော်တို့ကတိရဆိုတာလေးနေသွားပြီးပူပေါင်းပြီးမှာပေါ့နော်အဲ့လိုမျိုးပွဲတွေပဲကျွန်တော်တို့ကဇတိုက်ဆက်လုပ်ဖြစ်တော့မယ်အဲကျွန်တော်တို့ဒီရောင်နီ team ကညီကိုရောင်ရင်းနေမိသားစုတွေအားလုံးတာဝန်ယူတာဝန်ခံပြီးလုပ်တဲ့ပွဲရတော့ဒီ buffalo ကနောက်ဆုံးပွဲဖြစ်တယ်ဆိုတာလေးကိုလည်းကျွန်တော်ဒါအဲတရင်စကားလေးပါတာပေါ့နော်အဲနောက်ပွဲတွေကတော့တိုင်းသားညီကိုရောင်ရင်းမိသားစုတွေနဲ့ကျွန်တော်ကိုယ်တိုင်ပဲပြောဆိုစီစဉ်ပြီးတော့လုံးဝပွဲတွေပဲလာတော့မယ်ပေါ့နော်ကဲအဲ့တော့ ဒါလည်းတော့ဂျားညက်သတင်းစကားပါလိုက်တာပေါ့နော်အဲ့တော့ဘန်သူကညီကိုကြောင်ရင်မိသားစုတွေရဲဘော်ရဲဘက်တွေတော်လန်သူတော်လန်သားတွေကျွန်တော်တို့စုံမယ်ဖွင့်နေကြရင်ပြီးတော့ဒီဝင်းကြီးယနေ့ရုပ်ဝင်းမှာရှိကြတဲ့ရဲဘော်ရဲဘက်တော်လန်သူတော်လန်သားတွေနဲ့လည်းစုံကျင်တယ်ဆိုတာလေးပြောချင်တယ်ကဲဒါတော့နော်ဘဖလိုအမေရိကန်ဘဖလိုမှာလုပ်မယ်ပွဲအတွက်အချိန်ရတာဖြစ်ပါတယ်နော် ဲကျွန်တော်နောက်ထပ်မဲ့သတင်းကတော့ရဲဘော်ရှမ်းလေးဗီဒီယိုပေါ့နော်သူ့ဗီဒီယိုတွေကျွန်တော်မတင်ဆက်တာတော်တော်ကြာပြီပေါ့နော်ဒါပေမဲ့ဒီနေ့မှာတော့မနစ်ကလေးကကျွန်တော်သတင်းကြားတဲ့ဟာအဲ့ဒါဘာလဲဆိုတော့ဒီ KIA ကဒီရဲဘော်တယောက်ရဲ့ dad body ပုံမှာပေါ့နော်6လောက်ကြီးတင်ပြီးမှကြွားလိုက်တဲ့စစ်သားပေါ့နော်အဲသူ့ရဲ့အဖေကလူမှုကွေမှာသူ့သားအတွက်ဂုဏ်ပြုရဲဆိုစကားပြောတယ်ပေါ့နော်အဲ့လိုပြောရင်မကြဘူးအဲ့စစ်သားကမျိုးစားဖြစ်သွားတယ်အဲ့တော့မျိုးစားဖြစ်သွားတဲ့ခါကျတော့လေသူက line မတက်ဘူးမှာ ဖြစ်ဆိုရလားအကြည်လားပါညာပေါ့နော်အဲ့လိုမျိုး post တင်တဲ့ခါမှာတကယ်ပဲသူတို့ with letter ရမ်းမြန်နေဆိုတဲ့အကြောင်းတွေမှာတုံ့သက်ပြထားတယ်ရဲဘော်ရှမ်းလင်းပြီးတော့ဒိုလီနာအောင်ကြောင်းနော်ကန်ဒီတာဖြစ်သူရဲ့တပ်ပေါ်ကိုလူမွေးကွင်းရမှာဝင်ကြောစွာဖော်ပြခဲ့တယ်ပြောင်းလို့ကြန့်ခိုင်ရင်းနဲ့မဖွင့်ပြောတဲ့ပါတီရဲ့အမာခံတူဖြစ်တဲ့ဘိုင်အွန်မန်ဆိုတဲ့သူသူ့ရဲ့တာဟာ post တွင်ပြီးနိုင်ပိုင်းအကြမှာပဲဗမော်တိုက်ပွဲမှာဂိမ်သွားတာဖြစ်ပါတယ် 24နိုင်မပြင်ပါဘူးတိုက်ပွဲပြင်မှာတားသိဆုံးချက်တင်းကိုပြန်လဲရေးသားဖော်ပြလိုက်ရပါတယ်တောက်ချက်တွေလည်းကွဲကျွန်တော်မပြီးသေးဘူးကျွန်တော်အဲ့ဒီတင်းကိုဖော်ပြချင်တာကိုအဲ့ဒီတင်းရဲ့အောက်မှာရှိတဲ့ comment တွေကိုကျွန်တော်မိသားစုတွေပြောချင်တယ်တခါကျရင်ကျွန်တော်တို့မိသားစုတွေပေါ့နော်ကျွန်တော်တို့ဒီရဲ့ဝရက်ပတ်တွေပေါ့နော်ဘလို့ idea ဘလို့ရှင်ညာတော့ပုံမျိုးပြီးတော့ comment comment တွေရေးတာပေါ့နော်ကျွန်တော်တို့မှာလိုက်လို့မပြောတကယ်ဟာဒီ comment ကြည့်ပါသူတို့ဘလို့တွင်းမှုနဲ့ပဲရေးတာလေပေါ့နော်တကယ်ပါတာတာကွာငါတာဖနာအောက်မှာ KIA အရာရှိ တက်ပေါ်ရင်ရေးသားပြီးတော့တားဖြစ်သူပြောဆိုတဲ့စကားအတိုင်းပဲဗမောမှာတားတို့တက်မလို့ရှိနေသေး KI ရေအယုတ်ရေးယူရမယ်ဆိုတာကိုသူကလည်းပဲထပ်မှန်ပြီးတော့ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်အနေမျိုးကိုမသိရင်ခင်ဗျားတို့အရင်ရင်မလုံနဲ့ရင်ရင်မပြောနဲ့တောက်ချက်ကိုဆဲကပြန်ပြီးတော့ क्वे သွားမယ်ဟုတ်ပြီတောက်တော်တော်မလုံနဲ့မင်းတို့ပါစရွေးနောက်ပေးတိုင်းမင်းတို့လုံနေရင် ဂိမ်းတာပဲအခုဆိုရင်ဘာမှတော့မခံဘူးနိုင်ပိုက်တော့မခံဘူးကျွန်တော်ပြီးသားဆိုနေအဲ့ဒါပါစားတယ်နော်ပါစားတယ်တချို့ပါစားတယ်တော်တော်လူဘာဝရကောင်နော်လို့သူပုတ်တင်ပြီးရေးတဲ့ချိန်မှာစခွစ်တောက်ခံတဲ့ကောင်တွေကဘင်းမသိရံမခါပဲအမိမြေကိုကာဝယ်နိုင်ပါစေတူတော်ရေအကိုရေကလေးမျက်နာကိုစတေကာလေးအုပ်တင်ပါလားသူ့လုံးဂျုံကြီးအတွက်ကိုကြီးရေကလေးပုံမတင်ပါနဲ့ခင်မိသားတွေလည်း တပတ်လုံးကုံအောင်ဆွဲပစ်လိုက်စမ်းမှာညီတော်မောင်ကြီးဘာညာဆိုပြီးတော့စစ်သေးကြရတဲ့စကားတွေနဲ့ပြောခဲ့တာဖြစ်တယ်။အာသူတို့တွေပထမ post တင်တဲ့အချိန်မှာအာဒီလိုပေါ့ဗျာဝင်မန်တော့အာဆိုတော့ death body ပေါ့ဗျာတိတ်ဆုံးမိသား death body အာကြည်ပေါက်တော်လုံးကောင်ဆွဲလိုက်ပေါ့ဘာညာ quick ကောင်ဒီလိုမျိုးကွေးတဲ့ကောင်တက်တက်ကိုရှိတယ်အဲ့လိုရက်ကွက်ကောင်ကရှိပြီးသားရှိတာဟုတ်တယ်ဒီ post တင်ပြီးတော့နိုင်ပိုင်းအကြာ November 10ရက်နေ့မှာသူသားတိုက်ပွဲမှာတိတ်ဆုံးသွားတဲ့အကြောင်းသတင်းပြန်လဲရေးသားအတိပေးပါတယ် ဒီမှာထပ်ပြီးတော့တနေမမေးကြပါနဲ့ဗျာကျွန်တော်မခံစားနိုင်လို့ထပ်ပြီးတော့မပြောကျင်တော့လို့ပါမြည်ရီကျွဲလို့တပတ်တော့မပြေဘူးเนาะလဲတာလဲတာလို့ဘီးဆိုမြန်မာမြန်ကဲကြားလိုက်ပါတော့အဲ့တော့ဒီသတင်းလေးတချို့တွေသိပြီးသားဖြစ်မှာပါနော်အဲ့တော့ချက်ဖက်မင်းအောင်လိုင်းဖက်မှာတော့ဒီပတ်တချို့ပတ်စာတွေနဲ့တော်တော်လေးကိုတော့လွန်ပါတော့ဒါမျိုးတွေအဲ့တော့တချို့ကြလည်းဒီပတ်စံရလို့လှုပ်ချင်တဲ့သူတွေရှိတာပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ပါခံယူချက်ကြောင့်ဝင်တဲ့သူတော့မရှိဘူးဆိုတော့သိကြရပါတော့ ခုချိန်မှာဆိုရင်တော့ဂျမစစ်ကောင်စီဖွဲ့ကခုလိုပဲဝစ်လေတာမြန်နေပါတယ်နော်ကဲနောက်ထပ်ကျွန်တော်နားထောင်မှာတော့ကျော်မင်းမင်းပြောထားတဲ့သတင်းတိုးလေးပေါ့နော်သူကပြောလဲဆိုတော့အခုချမ်ပတ်စစ်ကောင်စီရဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကုညီပေးတဲ့သူတွေအမှုပညာရှင်ဘာညာတွေပေါ့နော်သူတို့အားလုံးကို ဒီကောင်ကချင်းချောက်နေတာနော်ဘယ်တော့တော့မှ तू ကသူ့အပေါ်မှာဥပမာကွာဒီ तू ကနာမည်ထုတ်ပြောလိုက်လေဆိုရင်အချမ်းမစစ်တက်ကလောက်ရတယ်ဆိုတော့ तू သူ့ကိုကြောက်ရတဲ့အနေထားမှာတွေ့ရပါနော်အဲ့တော့ချက်ချက်တတိထားပါညာဆိုပြီးတော့ချိန်မောင်းနေတာနားတော့ကြည့်အောင်နော်သူရင်အစောရီမနေ့ရဆိုရင်စောရီဒီနေ့ဆိုရင်မနေ့ညရဒီနေ့ညဒီနေ့ရမနေ့ပြန်ဒီနေ့ဒီရပိုင်းစရိုက်ဆိုသလိုလူပညာရှင်တွေရဲ့ဒီ you got one ပတ်သက်တဲ့ campaign လေးတွေ slogan လုပ်ပေးတာလေးတောက်လျှောက်ချိန်ညာနေပါတယ်ဘာပြောအဲ့ချိန်ညာနေတဲ့ပတ်သက်တဲ့ပတ်သက်ရင်လေတချို့တွေကအဲ့ဒါကိုလိုက်ပြီးတော့နောက်ရက်အဲလှောင်ပြောင်း ဟိုရေးရာတွေရှိကြတယ်နော်ဥပမာဆိုကြပါစို့ရွေးကောက်ပွဲနဲ့ပတ်သက်ဒီအနုပညာရှင်တွေသူတို့ကမ်ပိန်းလုပ်ရတဲ့စာကဘာလဲလို့မေးရင်ကန့်တီချာနားထောင်ကြည့်ဖို့လိုတယ်ပြောချင်တာ2025ခုနှစ်ဒီဇင်ဘာ28မှာပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးကိုကျင်းပတော့မှာဖြစ်တယ်။ပြည်သူလူလားတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနဲ့သာဖော်ဆောင်နေမှာဖြစ်တယ်။ဒါကြောင့်မို့လို့ပြည်သူအလုံးကရွေးကောက်ပွဲကြီးမှာပါဝင်မဲပေးပြီးတော့ဒီမိုကရေစီနိုင်ငံတော်ကိုသူကဖော်ဆောင်ကြပါစို့လို့ပြောတာ။ခင်ဗျားအဲ့ဒီထဲမှာဘဲပါတီကိုမဲပေးပါစိတ်နာနေတာပြတာဘာဝါရာညာတာကိုမဲပေးပါလို့ သူတို့ပြောခိုင်းတာတလုံးပေါင်းပေါ့တလုံးပေါင်းပေါ့ဒီလိုပဲအင်ဂျီကိုလည်းဘယ်ရောင်လေးဝှက်ပြီးတော့ဘလိုလေးလောက်ပါမပေါ့ရိုးရိုးလေးပဲသူကရှင်းရှင်းလေးရွေးကောက်ပွဲရှိတယ်လိုလာတဲ့ပြည်သူတွေလိုလာဒီမိုကရေစီရွေးကောက်ဒီမိုကရေစီကိုရွေးကောက်ပွဲနဲ့တာလင်းဖော်ဆောင်နေမှာဖြစ်တယ်ဒါကြောင့်မလို့ရွေးကောက်ပွဲကိုပါဝင်မဲ့ပေးပါဒါပဲဒီဒါပဲဒါပဲပေါ့ရအဲ့တော့ပြောအခုဒီနေ့အမှုပညာရှင်တွေအကုန်လုံးကူရိုက်တယ်နိုင်ငံတော်အတွက်ပဲ သူတို့ကိုသူတို့အခုလူပညာရှင်တွေအကုန်လုံးကိုယ့်ကိုသိနေကြတယ်တချို့လူပညာရှင်တွေမျက်နှာတွေချိုးမပြေသေးဘူးကျွန်တော်သိချိုးမပြေသေးဘူးထားရတော့ဘယ်သူလို့ပြောတော့ဒါတော့ဆိုဒါတော့လောက်ဆိုရင်တော့ရနေပြီပြောသေးဘူးနော်ဘယ်သူချိုးပြေလဲကျွန်တော်ကြိုက်တဲ့အစိုးနော်သူတို့ဘလောက်ပဲလုတ်ပြေးပြေးသူတို့အာသာပြေမှာမဟုတ်ဘူးနော်ထက်ခိုင်းအောင်ပါသူတို့ကလေးမလေးတယောက်သူကလည်းတော့ချိုးမပြေဘူးကျွန်တော်ကြည့်မရဘူးဒါပေမဲ့သူသချင်း music ကိုကြိုက်တယ်ဒါပေမဲ့လူမျက်နှာချိုးမပြေတာအချိုးမပြေတာအဲ့တော့ထားပါတော့ဆိုတော့ တို့တင်တာနေတာကိုတို့ကိုတို့တိဖို့လိုတာအဲ့ဒီအမှုပြရှင်တွေအကုန်လုံးကကိုကိုကိုတိရမှာခင်ဗျားတို့အပြင်းနဲ့တိုက်ဖိုက်လိမ့်မယ်အခုပြင်းကနေပြည်ပြင်းမီဒီယာတွေနဲ့အမှုပြရှင်တွေပြည်ပြင်းတော့ပြတ်ထွက်ပြင်းနေတဲ့လူတွေတချို့ပြည်တော့နေတဲ့တချို့ဘာမသိညာမသိကောင်းနေအဲ့ကောင်တွေခင်ဗျားတို့တိုက်ခိုက်လိမ့်မယ်ခေါင်းထဲကိုထည့်ကုန်မနေနဲ့ခင်ဗျားတို့လော့မှာတစ်ချက်သေးပဲငါတို့ခုပြောနေတာကနိုင်ငံတော်အတွက်ပြောတာလားပါတီတစ်ခုအတွက်ပြောတာလားခင်ဗျားတို့ရိုးလေးစဉ်းစားလိုက်အဖြစ်ရရှင်းရှင်းလေးရွေးကောက်ဖို့ငါတို့ကလို့ရတာအေးခင်ဗျားတို့အဲ့လိုမျက်နှာအမူအရာစိတ်နေထားလီလီ ခမားတို့အဲ့လိုလှုပ်လေလေဟိုဘက်ကအုပ်စုကခမားတို့ကင်ဆွလေလေခမားတို့ကဂျားညံ့နေလေပဲကိုယ့်ကိုသိရမှာဟိုဘက်ကအုပ်စုတွေကခမားတို့ Facebook ကပဲလာပြီးတော့ click click လှုပ်လို့ပဲရမယ်တန်းတော့ပြပြရှိရှိနဲ့လှုပ်ခိုင်းစီချင်တာပေါ့နော်ပြမဘာမှလှုပ်လို့မရတော့ဇက်သိမ့်သွားပြီသူတို့ဖွဲ့ဟုတ်ကဲ့တည်ရမှာကငါတို့ကနိုင်ငံတော်ကူညီနေတာနိုင်ငံတော်ကူညီနေတဲ့လူတွေဖြစ်နေတယ်။ကဲနော်ဘာပြောပြောနော်ဒီအခုချိန်မှာဆိုရင်ဒီချို့တော့ဒီတော်တော်များများပါဘောနော်မျက်နှာသိတဲ့စကားပြောတာတွေ့ရမှာနော်အဲ့ဒါကိုတို့ကလုံးဝမကြည့်နိုင်ဘူးဘောနော်အဲ့တော့အာပြောရမယ်ဆိုရင်တော့ဒါအချက်မဲ့စစ်ကောင်စီကိုဒီရွေးကောက်ပွဲကို ထောက်ခံတဲ့ပုံစံဖြစ်သွားတယ်ပေါ့နော်တနက်တနက်ကင်ပြီးရှင်းချောက်တယ်ပဲပြပြပေါ့အဲ့တော့ဘယ်လိုပဲပြပြကျွန်တော်တို့တော်လိုင်းဖက်ချံမှာ BC လို့ပြောတဲ့အခါမှာဒါတချို့တွေကနားလေဖို့လို့ပါနော် BC မလုတ်ဘူးဒီတိုင်းပဲလွတ်ထားတယ်ဆိုရင်ပို့ပြီးဆိုးလာတဲ့ အခင်းကြီးနေတကောင်နဲ့ခင်းတော့မှာခုနပြောသလိုပေါ့နော်နောက်ပြီးဆုံးမှာအာလင်းနဲ့ပုံကျဲတော့ထောက်ခံပါနေပါတယ်ဖြစ်လာတယ်ဆိုရင်ပိုဆိုးလာတော့မှာနော်အဲ့တော့အဲ့လိုခင်းချင်းမျိုးတွေမရောက်အောင် BC ကတော့ကျွန်တော်လော့မှာဖြစ်ပါတယ်အဲ့တော့ BC လောက်တယ်ဆိုတာကသူတို့ကိုမုန်းလို့လည်းမဟုတ်ဘူးထပ်ပြောမယ်ဆိုရင်သူတို့အသက်အန္တရာယ်ရှာနေရလည်းမဟုတ်ဘူးနော်အဲ့တော့ဒါတွေကိုတွန်လိုင်းဖက်ချန်တဲ့လူတွေကတပူရတာမကွဲပြားပဲနဲ့ BC ကိုဒီဇိုင်းမမှလှောက်ဆောင်မှုလို့ပါတယ်နော်ကဲနောက်တစ်ကြောင်နောက်ထပ်မှာတော့အခုမင်းအောင်လိုက်လွတ်တဲ့ရွေးကောက်ပွဲကဒီမိုကရေစီလားဘာလားပေါ့နော်သူတို့ဘလို့အကြံနဲ့လောက်တာလဲဆိုတော့ ်ချက်လက်ချက်တရင်ချက်လက်တတိကျနေမှာတုံ့သက်ပေးထားတယ်ပေါ့နော်ဦးသိမ်းမြက်ပြီးတော့ကျွန်တော်ကြည့်အောင်နော်ဦးသိမ်းမြက်ကတော့တုံ့တက်ချက်တွေကတော့ရမ်းကောင်းတယ်ပေါ့နော်ခုလိုချိန်မှာဆိုဒီလိုပညာရှင်တွေကရှားတယ်ပေါ့ထုတ်ပြောတာလဲအဲ့တော့ तू တုံ့သက်တဲ့ဟာလေးကျွန်တော်နားထောင်ကြည့်အောင်နော်စစ်တပ်ကတိုင်းထားပါတယ်အဲ့ဒါလို့အခြေအနေမျိုးကိုဒီမိုကရေစီခဲ့လို့မခေါ်နိုင်ပါဘူးစစ်တပ်ကစင်မြိုင်ထောင်ပြီးတော့ကြာတော့အုတ်ချုပ်နေတဲ့ကာလအဲ့ဒါလို့ခေတ်မျိုးကိုဒီမိုကရေစီခဲ့လို့ဘလို့မှမခေါ်နိုင်ပါဘူးစစ်တပ်က အရက်သားဆိုးရရဲ့လက်အောက်မှာမနေဘဲနဲ့စင်မြိုင်အုတ်ချုပ်နေတဲ့အခြေအနေမျိုးအဲ့ဒါလိုခင်မျိုးကိုကမ္ဘာပေါ်မှာဒီမိုကရေစီခဲ့လို့ဘယ်သူမှမခေါ်ပါဘူးပြီးတော့ခစ်ကိုပိုင်းခြားသွားပုံကိုလည်းသတိထားပြီးတော့ကြည်ပါဇော်မင်းထွန်းတို့စေအုပ်စုရဲ့ mindset ကိုအထင်သာမြင်နေရပါတယ်ဘုံနေဝိခစ်ကိုတခစ်လို့သတ်မှတ်သွားပါတယ်ဘုံတန်းရွှေခစ်ကိုတခစ်လို့သတ်မှတ်သွားပါတယ်ဘုံမြောင်လိုက်ခစ်ကိုတခစ်လို့သတ်မှတ်သွားပါတယ် တတိထားလိုက်မိကြပါလားတကယ်ဆိုရင်ဘုံနေဝဲခက်ကတခက်ဘုတန်းရှိခက်ကတခက်ဥဒိစေခက်ကတခက်ဒေါအောင်ဆန်းစုကြည်ခက်ကတခက်အဲ့ဒါလိုမျိုးတတ်မှတ်ဖို့ကောင်းတာပါအစိုးရတဆက်စီအုပ်ချုပ်သွားတာတွေကိုခက်တခက်စီလို့အဲ့ဒါလိုမျိုးတတ်မှတ်တင်တာပါအခုတော့သူတို့တတ်မှတ်ပုံကအဲ့ဒါလိုမဟုတ်ပါဘူးကာကွယ်ရေးဥစည်းချုပ်အပြောင်းလဲကိုလိုက်ပြီးတော့ခက်တတ်မှတ်နေပါတယ်ဥဒိစေလက်ထက်ကနေပြီးတော့အခုသူတို့အာနာသိမ့်နဲ့ကာလအထီကိုခက်တခက်လို့တတ်မှတ်တဲ့ သဘောကဘုံမင်းအောင်လှိုင်ကာကွယ်ရေးဦးစီးချုပ်လုပ်တဲ့ကာလကိုခစ်တခင်လို့သတ်မှတ်တဲ့သဘောမျိုးပါဒါမျိုးကြတော့တကုဒကစိတ်ကူးကြံစီပြီးတော့လိန်လယ်နေတာမျိုးတောင်မှမဟုတ်ပါဘူးသူတို့အသွေးသားထဲမှာစိတ်ဝင်နေတဲ့လိန်ဝင်နေတဲ့စိတ်ဓာတ်ပါမူသားဟာသူတို့စိတ်ဓာတ်ထဲအထိစီးဝင်နေတာကိုစိတ်ဝင်နေတာကိုပေါ်ပြတာပါကျွန်တော်တို့နိုင်ငံမှာပြည်သူလူထုလိုလားတောင်းတတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့အညီအကောင့်ထဲ ပေါ်နေတာဖြစ်ပါတယ်ဟောနားထောင်မြနားထောင်ထက်လိမ့်နေပါပြီဒီတခါတော့ပါပါလေးပါကျွန်တော်တို့နိုင်ငံမှာပြည်သူလူထုလိုလားတောင်းတတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့အညီအကောင့်ထဲပေါ်နေတာဖြစ်ပါတယ်။ပြည်သူလူထုလိုလားနေတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုတဲ့ပြည်သူလူထုကပါတီစုံဒီမိုကရေစီစနစ်ကိုလိုလားတယ်ဆိုတာမှန်ပါတယ်။ဒါပေမဲ့အဲ့ဒါဟာသူတို့လှုပ်ပေးမယ်ဆိုတဲ့ရွေးကောက်ပွဲကိုလိုလားတယ်ဆိုတဲ့ အတိတ်ပဲတော့လုံးဝမဟုတ်ပါဘူးအတူရောင်ရွေးကောက်ပွဲကိုပြည်သူလူထုကမလိုလားပါဘူးအဲ့ဒါကိုရော့ချလို့မရပါဘူးပြည်သူလူထုလိုလားတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုဖွဲ့စည်းပုံအခြေခံဥပဒေ2008နဲ့အညီလုပ်ပင်နေပါတယ်ဆိုတော့ပြည်သူလူထုက2008အခြေခံဥပဒေကိုပါလိုလားနေတယ်လို့လို့ထင်အောင်ထင်တယ်နော်ရော့ကြည့်လိုက်တာပါတတိယအကြိမ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို2020ပြည့်နှစ်နိုဝင်ဘာလ10ရက်နေ့မှာကျင်းပခဲ့တယ်။အဲဒီရွေးကောက်ပွဲမှာငဲပသမမှုတွေများစွာရှိခဲ့တယ် အဲဒီတော့ရွေးကောက်ပွဲကော်မရှင်ရဲ့တိုင်ဝင်ထုတ်ပြန်ချက်အရမဲပေးပိုင်ခွင့်ရှိသူဟာ38တန်းခန့်ရှိပါတယ်။မမတာမုံဖြစ်နိုင်ကြောင်းတွေးရှိခဲ့တဲ့အရေးအတွက်ကတော့30ဒသမ4တန်းဖြစ်ပါတယ်။တထောင်လည်းမဟုတ်တော့တထောင်လည်းမဟုတ်ပါဘူး။တပိန်လည်းမဟုတ်ပါဘူး။တပန်းလည်းမဟုတ်ပါဘူး။10တန်းကျော် ဖြစ်ပါတယ်။မဲပေးပိုင်ခွင့်ရှိတဲ့လူဦးရေထက်၄ပုံတပုံလောက်ဖြစ်ပါတယ်။ဆေးအုပ်စုရဲ့ထက်ခါထက်ခါလိန်နေတဲ့ဇလန်းကအဲ့ဒါပါပဲ။အဲရတာလေ။ထက်ခါထက်ခါလိန် ကြာလို့ရှိရင်နားရောင်လာလိမ့်မယ်အကုန်လုံးမယုံရင်တောင်မှနည်းနည်းပါပါယုံသွားရင်လည်းအမျက်ပဲဆိုတော့ယုံကြည်ချက်နဲ့ထက်ခါထက်ခါလိမ့်နေတာပါမြမတပိုင်းကိုပြန်ကြည့်ပါမဲခိုးဘူးရဲ့အဖွဲစည်းကတဖွဲတအုပ်စုလည်းပဲရှိပါတယ်အဲ့ဒါကစေအုပ်စုပါတကြိမ်တစ်ခါတည်းသာမကပါဘူးအချိန်ချင်းခါခါခိုးပါတယ်မဲခိုးတယ်ဆိုတဲ့စကားနဲ့စစ်တပ်ဆိုတဲ့စကားဟာဒွန်းတွဲနေတယ်လို့တောင်းဖြစ်နေပါပြီစစ်တပ်ဟာဖဆပလလက်ထက်မှာကလေးက တီမြဲပါတီအတွက်မဲခို့ပေးမှုပါတယ်။ဒါကိုဘုန်းနေဝင်းကိုယ်တိုင်ဝန်ခံသွားခဲ့ပါတယ်။စစ်အုပ်စုကတစ်ခုလုံးကခိုးတာပါ။ဘုန်းနေဝင်းရဲ့အမိန့်နဲ့ခိုးတာပါ။နောက်ပိုင်းမှာတော့အဲ့ဒီလောက်ရဟာတမိုင်းတေခံဖြစ်မဲ့လောက်ရဆိုတာကိုသိလာတော့ဘိုးအောင်ရွှေကို ထိုးကြည့်ပါတယ်။ဘိုးအောင်ရွှေမဲခို့လို့ဆိုပြီးတော့ရာထူးကဖြုတ်ချလိုက်ပါတယ်။တစ်ချက်ခုတ်နှစ်ချက်ပြတ်ပါ။သူထုတ်ချင်တဲ့လူကိုမဲခို့တယ်ဆိုတော့ အမှုနဲ့တွဲပြီးတော့ကျတော့ထုတ်လိုက်တာပါဥနေဝင်မှာအဲ့ဒါလိုအကျဉ်းဆုံးရှိပါတယ်သူကိုယ်တိုင်အမိန်ပေးပြီးတော့အောက်ကလူကိုထိုးကြွေးတတ်တဲ့အကျဉ်းဆုံးအကျင့်ပုတ်ပါသူ့လူတွေကောင်းကောင်းသိပါတယ်ကျောင်းသားတွေကိုရဲရဲဆက်ဆက်တက်တမိုင်းဝင်ကျောင်းသားတမက်ကကြီးကိုဖြိုချပြီးတော့မှအောင်ကြီးလုပ်ပါတယ်ဆိုပြီးတော့ထွက်ခါတိမှာထိုးချတာလည်းသူပါပဲ1990ရွေးကောက်ပွဲမှာလဲမဲခိုးတာတွေရွေးကောက်ပွဲမတိုင်ခင်မဲဆွေရမှာမတရားဘက်လိုက်တာတွေရှိခဲ့ပါတယ် 2010ရွေးကောက်ပွဲမှာကျိုတင်မဲတွေစာလာအကြီးနဲ့ထုတ်ပိုးပြီးတော့တင်းတင်းတပိုးခိုးယူတာကလည်းလူအများသိတဲ့သမိုင်းဝင်အဖြစ်ပြက်ပါ2015ရွေးကောက်ပွဲမှာလည်းဤမျိုးစုံမြစ်ပတ်တဲ့ဂျားကသူတို့ရှုံ့နေသွားတာပါ2020ရွေးကောက်ပွဲမှာတော့သူတို့မဲခိုးခွင့်မရပါဘူးတကယ်တော့သူများကိုမဲခိုးပါတယ်ဆိုပြီးတော့2020ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့သူတို့ကဆွဆွဲနေပြီမြဲတကယ်တမ်းသူတို့မခံမရနိုင် ဖြစ်ရတဲ့အကြောင်းရင်းကတော့ သူတို့ဘာမှမလုပ်လိုက်ရလို့သူတို့မဲမခိုးလိုက်ရလို့အာနာတိတ်နာပါပဲတိတိကျကျပြောရရင်2020မှာမဲမခိုးရတဲ့အပြင်မှာနောက်မှလည်းသူတို့လိုချင်တယ်လို့ဇလန်းစင်လို့မဲခိုးလို့ရတော့မှာမဟုတ်ဘူးလို့ထင်လာတဲ့ယူဆလာတဲ့အတွက်အာနာတိတ်နာပါရွေးကောက်ပွဲပြီးကစားကြတဲ့ကခွက်ခွက်လောင်အောင်ရှုံးတဲ့ကြက်ဖွက်နဲ့စစ်တပ်ဟာမကျေနပ်ကြပါဘူး NLD အစိုးရဟာမဲမတမာမှုတချို့လောက်ခဲ့တယ်ဆိုပြီးတော့ကြက်ဖွက်ခေါင်းဆောင်တချို့ကမရက်တရက်ဆပြီးတော့ ဆွဆွဲပါတယ်ဥဒန်သေးတို့ဥနန္ဒာလှမြင့်တို့ဘူးလက်လှဆွေတို့ပါပါတယ်အဲ့ဒီတော့ကသတင်းတောက်တွေကရှင်းရှင်းလင်းလင်းမေးကြပါတယ်ခမရတို့ပြောတဲ့မဲမတမာမှုဆိုတာရွေးကောက်ပွဲရလက်ကိုပြောင်းလဲသွားစေနိုင်လောက်အောင်များသလားဆိုတော့ရလက်ပြောင်းသွားလောက်အောင်တော့မများပါဘူးလို့သူတို့ပြောခဲ့ပါတယ်ဒါပေမဲ့နည်းနည်းပဲဖြစ်ဖြစ်အများများပဲဖြစ်ဖြစ်မဲမတမာတာဟာအတူတူပါပဲလို့သူတို့ပြန်ဖြေပါတယ်မက်ဆင်ကွာဟာချက်တွေဒါမရှိရင်သူတို့နိုင်မှာပါလို့သူတို့မပြောရဲပါဘူး မဲရလက်တော့ပြောင်းမသွားနိုင်ပါဘူးလို့သူတို့ရှင်းရှင်းလင်းလင်းဝန်ခံခဲ့ပါတယ်။ဒါပေမဲ့အခုနေသားပြန်မေးကြည့်မယ်ဆိုရင်သူတို့တမျိုးပြောင်းပြီးတော့ပြောကောင်းပြောလိုက်မယ်လို့ထင်ပါတယ်။တေချာတော့ဟွန်းတဖြည်းဖြည်းနဲ့နောက်ပိုင်းကြာလာလေးအချိန်ကြာလာလေးတဖြည်းဖြည်းပို့ပို့တိုးပြီးတော့ဆွဆွဲလာလေးသူတို့လုပ်ပါတယ်။ဒါတော့မှအားလုံးသတိထားမယ်အချက်တစ်ချက်ကိုထောက်ပြကြပါသေးတယ်။မဲစင်းကွာပါတယ်မဲမတမာမှုလုပ်ပါတယ်ဆိုတဲ့စကားကိုကျန့်ဖွန့်ကပြောတာကနည်းနည်းစစ်တပ်ကပြောတာကများများဆိုတဲ့အချက်ပါ။ ဆိုလိုတာကစစ်တပ်ကအဲ့ဒီအချက်ကိုပို့ပြီးတော့လိုချင်နေတယ်စစ်တပ်ကအာဏာသိမ်းခြင်းလို့အကြောင်းပြချက်ရှာနေတယ်ဆိုတဲ့အချက်ပါဒီသတင်းဟောင်းတစ်ပုဒ်ကိုလည်းပြန်ကြည့်ပါဇန်နဝါရီလ9ရက်နေ့အထိအဲ့ဒီတော့ကချက်ဖွတ်ဒုတိယဥက္ကဋ္ဌလုံနေတဲ့ဥခင်ကြီးဆွဆဲတဲ့ဆွဆဲချက်ထဲမှာမဲမတမာမှုတက်တန်းရှိတယ်လို့ဆွဆဲထားပါတယ် ဒါတောင်ဥခီကြီးတယောက်ပဲထွက်ပြောတာပါ။ကြံတဲ့ဘဲကြက်ဖို့ခေါင်းဆောင်မှအဲ့ဒါတော့များများရှိတယ်လို့မဆွတ်ဆွဲပါဘူး။ဥခီကြီးဟာဘုံမင်းအောင်လိုင်းရဲ့လူမို့လို့ဘုံမင်းအောင်လိုင်းကိုစားထွက်ပြောပေးတာပါ။ဥဒန်ထဲကိုဖြုတ်ချပြီးတော့ဥခီကြီးတက်လာတော့မယ်ဆိုတော့အရင်နမိတ်တွေမြင်နေရတာပါ။အဲ့ဒီနောက်မှာဆေယုစုဘက်ကနေပြီးတော့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့တိုးပြီးတော့ဆွတ်ဆွဲလာလိုက်တာ။အခုဆိုလို့ရှိရင်ဆယ်သန်းနောင်กว่าတယ်ဆိုတာအထင်သူတို့ပြောနေတာ။အဲ့လိုသူတို့ပြောတဲ့ဆယ်သန်းกว่าတယ်ဆိုတာကလည်း မဲစီရင်မတိကြတာမဲစီရင်กว่าတာဆယ်တန်းกว่าတယ်လို့ပဲဆွဆွဲတာပါ NLD ကသူတို့ပါတီအတွက်မဲဆယ်တန်းခိုးယူပြီးတော့အိတ်ထဲထည့်သွားပါတယ်လို့ဆွဆွဲနိုင်တာမျိုးမဟုတ်ပါဘူးမဲစီရင်กว่าတာကတော့ခု2025သူတို့လုပ်မဲ့ရွေးကောက်ပွဲမဲစီရင်မှာတောင်မှ တောင်ချာဆိုင်အောင်လွှဲနေတယ်လို့ကြက်ဖွန့်အမတ်ဘူးလက်လှဆွေကိုယ်တိုင်ကတခါထုတ်ပြောပြီးဟုတ်တယ်ရှိပါတယ်အဲ့ဒီမဲစီရင်ဆယ်တန်းกว่าကြောင် တက်သေးအထောက်ထားဆိုတာကလည်းဘာမှမရှိပါဘူးအခုတို့ကတက်သေးထောက်ထားဆိုပြီးတော့ website ကြီးထောင်ပြီးတော့ပြောနေတာရှိပါတယ်ဒါပေမဲ့အဲ့မှာတကယ်သွားကြည့်လို့ရှိရင်ဘာတစ်ခုမှမခိုင်းပါပါဘူးဘာတစ်ခုမှမရေရာပါဘူးဘယ်နှစ်ဖက်ရှိတဲ့အထက်မှာတစ်ဖက်ကနေပြီးတော့မဲခိုးတယ်လို့ဆွဆွဲပြီးတော့ပြန်ပြီးတော့စစ်ဆေးမယ်ဆိုလို့ရှိရင်အဲ့ဒီစစ်တဲ့အဖွဲ့ထဲမှာဘယ်နှစ်ဖက်ပါဝင်ဖို့လိုပါတယ် ကဲဒါတော့ဗောနော်အချက်ဖက်မဲအောင်လိုင်းကအာနာသိမ့်ကျင်လုံးလို့ဒီလိုမျိုးကလိန်ညံဆင်ပြီးမှလောက်ခဲ့တယ်ဆိုတော့ကိုသုံးသက်ပြီးတာဖြစ်ပါတယ်နော်အဲ့တော့အခုလေဒီသူတို့အဆက်ပြီးတော့အာနာရအောင်နော်ဘာတော့ကလိန်ဆင်ထားဆိုတွေ့ရတိုင်းဗောနော်တကယ်သူတို့ကမနိုင်နဲ့ပါတီတွေကိုပဲသူတို့ကလှုပ်ထားတယ်ဗောနော်အဲ့တော့ဘလို့ပဲပြောပြောဒီကျန်ဖို့နဲ့တကွာအစ်တက်ကပြန်ပြီးအာနာယူမေဆိုတော့အားလုံးလည်းသိပြီးသားဖြစ်ပါတယ်နော်အဲ့တော့မင်းအောင်လည်းဘလို့ပဲဇက်ခင်ခင်တော်လိုင်းရတော့ဆက်သွားနေတယ်အဲ့တော့တော်လိုင်းနဲ့ပတ်သက်ပြီးတော့အခုဆိုရင်စီလုံးစီလုံးနဲ့ စုပေါင်းတဲ့အင်အားတွေလောက်နေကြရပါတော့အဲ့တော့မကြခင်ကတော့ဒီတိုက်ပွဲနဲ့ပတ်သက်တဲ့သတင်းတွေကတော့ကြားမှာတော့တေချာသလောက်ဖြစ်နေပါပြီအဲ့တော့မြတ်ပြည်သူအားလုံးပဲအသွာလာတွေသတိစားကြပါလို့ပြောရင်ကျွန်တော်ဗီဒီယိုဆုံးသက်လိုက်ပါတယ်နော်ဟုတ်ကဲ့အစားဆုံးကြည့်ပြီးကြာပြီးမြတ်ပြည်သူရောက်စီတိုင်း2ပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှာလောက်သမျှဆောင်သမျှအရာအားလုံးပါအောင်မြင်ကြပါစေသွားလျာမှာမိတ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ